ရီယယ်မက်ဒရစ်ကစာချုပ်တစ်ချုပ်ဆိုခြင်းမရှိတော့တာကြောင့်အတင်းကနေထွက်ခွာရတော့မယ်လူကာမိုရီဒီမှာတော့ရီယယ်မက်ဒရစ်ပြည်သက်တွေအတွက်စိတ်မကောင်းစရာသတင်းတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကလပ်ရဲ့ကဏ္ဍဝင်ကစားသမားလူကာမိုရီဟာစပိန်မှာဆက်လက်ကစားလို့ပဲမဲ့ရီယယ်မက်ဒရစ်ကစာချုပ်တက်တန်တိုးဖို့ညှင်းပယ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ဒါကြောင့်လာမယ့်စနေနေ့ဘာနီပြူးကွင်းမှာရီယယ်ဆိုစီတန်နဲ့ကစားမယ့်ပွဲစဉ်ဟာလူကာမိုရီအတွက်အိမ်ကွင်းပြည်သက်တွေရှေ့မှောက်မှာနောက်ဆုံးနှုတ်ဆက်ပွဲဖြစ်လာပွဲရှိနေပါတယ်စပိန်သတင်းစာတွေရဲ့ဖော်ပြချက်အရရီယယ်မက်ဒရစ်ကကတမန်ကစားသမားလူကာမိုရီရဲ့စာချုပ်တက်တန်တိုးဖို့တောင်းဆိုမှုကိုလိလူရှုခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်လာမယ့်စနေနေ့ဘာနီပြူးကွင်းမှာရီယယ်ဆိုစီတန်နဲ့ကစားမယ့်ပွဲစဉ်ဟာ သူရဲ့အိမ်ခွင်ပြည်သက်တွေရှေ့မှောက်မှာနောက်ဆုံးပွဲကျင်ဖြစ်လာနိုင်ပါတယ်။မိုရီရဲ့လက်ရှိစာချုပ်ဟာဇွန်လ30ရက်နေ့မှာကုန်ဆုံးမှာဖြစ်ပြီးသူဟာကလပ်ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာတော့အသင်းမှာဆက်ရှိနေမှာမဟုတ်ဘူးလို့သိရပါတယ်။လူကမိုရီကို2012ခုနှစ်မှာဂျိုဆေမော်ရီယိုနီးပြတောင်းဝင်ယူခြင်းကရီယယ်မရီကခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ဒီဆယ်သုနှစ်ကျော်ကာလအတွင်းမှာသူဟာရီယယ်မရီအတွက် UEFA ချန်ပီယံလိဖလားများစွာလာလီဂါချန်ပီယံဆုများ ကိုပါတယ်လေးဖလားများအပါဝင်စုဖလားပေါင်းများစွာကိုစုဖူးပေးနိုင်ခဲ့ပါတယ်သူရဲ့ကစားသမားပွားရဲ့ထုတ်ထိတ်အောင်မြင်မှုကတော့ဘုံသိက္ခာကြီးမားတဲ့2018ခုနှစ်ဘလွန်ဒီယောစုကိုရရှိခဲ့တာပဲဖြစ်ပါတယ်စစ်မှန်တဲ့ကွင်းလယ်ပက်ကန်ရှင်တူဦးဖြစ်တဲ့မိုရီဟာဆယ်စုနှစ်တခုကျော်ကြာရီယယ်မက်ဒရစ်ရဲ့ကွင်းလယ်ကိုဦးဆောင်ခဲ့ပြီးဘာနီဘူးပရိသတ်တွေရဲ့ချစ်တော်တူဦးဖြစ်လာခဲ့ပါတယ်သူရဲ့စွမ်းဆောင်ရည်တွေနဲ့ခေါင်းဆောင်မှုကရီယယ်မက်ဒရစ်ရဲ့ကစ်တစ်အောင်မြင်မှုတွေအတွက်မရှိမဖြစ်ရေးပါခဲ့ပါတယ်လူကာမိုရီယာ UEFA ချန်ပီယံလိဖလား6ကြိမ်ရရှိထားပြီးဒါဟာတမိုင်းတစ်ချောက်ပဲကစားသမားမဆိုရရှိပူတဲ့ဖလားရည်အတွက်မှပူရဲအများဆုံးဖြစ်ပါတယ်ဂုံသိက္ခာကြီးမားတဲ့စံချိန်ကိုရီယယ်မက်ဒရစ်တင်းပေါ်တွေဖြစ်တဲ့တိုနီခရူး မာချိုဖာနန်ဒက်ဒန်နီကာဘာဂျယ်ရိုနဲ့ကလပ်ကန်တော်ဝင်ပါကိုဂျန်တိုရိုနဲ့အတူမှတ်တမ်းတွေတင်ထားတာပဲဖြစ်ပါတယ်။ဒီလိုဖိုးတန်တဲ့ဆန်ဂျယ်နီယာမိုရီရဲ့ကစားသမားဘဝကိုထင်ရှားစေပြီးဘောလုံးသမိုင်းမှာတော့ရွှေမင်းနဲ့ရေးထိုးခံရမယ်မှတ်တမ်းတွေပါပဲ။သူ့ရဲ့ကွင်းလေကစားဟန်မြင်ကွင်းကြက်ကြက်ကစားနိုင်မှုဘောလုံးထိန်းချုပ်မှုနဲ့ပေးပို့မှုတွေကကဘာအဆင့်မီကစားသမားတို့အဖြစ်သူ့ကိုတတ်မှတ်စေခဲ့ပါတယ်။ရီယယ်မရီတင်ရလာမက်စနေနဲ့ဘာနီဘျူးကွင်းမှာရီယယ်ဆိုစီတက်ကိုလက်ခံကစားမှဖြစ်ပြီးဒီပွဲကမိုရီရဲ့နှုတ်ဆက်ပွဲဖြစ်လာနိုင်ပါတယ်။ကလပ်အနေနဲ့သူ့ရဲ့စာချုပ်သက်တမ်းတိုးဖို့ရွေးချယ်ခြင်းမရှိတဲ့အတွက် အသက်39နှစ်ရွယ်မော်ရစ်အနေနဲ့ဥရောပမှာဆက်လက်ကစားမလားဒါမှမဟုတ်တခြားစိန်ခေါ်မှုအသစ်တစ်ခုကိုရှာဖွေသွားမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။တချို့သတင်းတွေအရဆော်ဒီကလဲချိုးကမော်ရစ်ကိုစိတ်ဝင်စားနေကြလို့သိရပါတယ်။ဘလိုပဲဖြစ်ဖြစ်မော်ရစ်ဟာရီယယ်မက်ဒရစ်တမိုင်းရဲ့ရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်အမြဲတမ်းမှတ်တမ်းတင်ခင်ရမှာမှန်ပါပဲ။သူ့ရဲ့ပြိတ္တတိကလည်းဒီပွဲစဉ်ကိုနှုတ်ဆက်ပွဲဖြစ်မှတ်မှတ်ရရဖြစ်နေမှာပါ။သူ့လိုကစားသမားတစ်ယောက်ကိုနှုတ်ဆက်ရတာကမလွယ်ကူပေမဲ့ဘလုံးလောကရဲ့သဘောတဘာဝအရပြောင်းလဲမှုတွေကဖြစ်လာစမြဲပါပဲ။ဒီမှာကျွန်တော်တို့ကတည်းကအမှားတရားဖြစ်ပြီးတော့ score!